ခုချက်ကဒါအာဒူဟင်းချန်နီလေးကိုမိတ်ဆက်ပေးခြင်းပါတယ်။အရင်ဆုံးသုံးမဲ့ဖြစ်စီတဲ့ကတော့ဒါရှိပါ။ဒါရှိကကြတော့ဒီလိုမျိုးတိပတ်လိုမျိုးသုံးပါရယ်။သူကရေလေးရအောင်ဒီတထုပ်ပေါ့နော်။၃မိနစ်ကနေ၅မိနစ်ပွအောင်ဆူအောင်တည့်ထားလို့ပြီးတော့အရသာကိုထောက်အောင်ထုတ်အောင်ပါမယ်။အခုဒီဒေအိုဒေကိုရေထည့်ပြီးတော့တိပတ်ထည့်ထားပါရယ်။မီးအလက်လောက်နဲ့ 5မိနစ်လောက်ပွအောင်တည့်ပါမယ်ညခုဂျာကာဒီဂျပန်နဲ့တုံးနာအအရင်စင်ပယ်ဖြစ်ပါတယ်အဲ့လောက်ထိအဲ့လိုမျိုးဘလို့ရတာတွေပါလေကအဲ့လောက်ထိမလို့ဘူးပေါ့နော်အလွယ်ကူဆုံးနဲ့မြန်မာတွေရဲ့အရသာနဲ့လိုက်ဖက်မယ်လို့ထင်ပါတယ်အဲဒါကြောင့်ဒီဗီဒီယိုလေးကိုလွယ်လွယ်ကူလုပ်လို့ရအောင်လို့ပေါ့နော်အတူတူ လေ့လာကြည့်ပါအရင်ဆုံးသုံးမှတ်သားတော့အမဲသားကိုသုံးထားပါတယ်ခုလိုမျိုးပြီးရင်ချက်သွန်နီသုံးပါမယ်ပြီးရင်မုံလာဦးနီရဲ့အာလူထည့်လို့ရပါတယ်ကျမကလေးတွေကအာလူသိပ်မကြိုက်တဲ့အတွက်ကြောင့်ကစုံကိုသုံးထားပါတယ်ပြီးလို့ရှိရင်ရက်သုံးပါမယ်ပြီးရင်ဒါမီလင်းပေါ့နော်မီလင်းကကြတော့အဲ့လိုမျိုးပို့ပြီးအချိုးတပ်အရသာပေါ့နော် ြင်ရှော့ယူသုံးပါတယ်ငံပြိုင်ပေါ့နော်ပြီးလို့ရှင်နောက်ဆုံးမှာတကြားကိုထည့်ပါတယ်တကြားကတော့ဒီကໃຈတဲ့တကြားသုံးလို့ရပါတယ်ကျမတို့အညုံမုံသုံးထားပါတယ်ဒီကူချက်ကကြတော့ဒီကစားစားတည်တယ်မှာအချိန်တိတ်မကုန်မနဲ့ မိနစ်30လောက်နဲ့အလွယ်လှုပ်လို့ရတဲ့အနည်းပေါ့နော်ကျမလှုပ်ပြီးတော့အဆင်ပြေတယ်ပြီးလို့ရှင်ချက်တဲ့အချိန်မှာများများကြိုချက်ထားလိုက်လို့ရှင်နောက်နေ့တွေကျရင်ခါလဲလူလို့မျိုးခါလဲထည့်လိုက်လို့ရှင်ခါလဲလူလို့မျိုးလည်းဖြစ်ပါတယ်အလွယ်တကူလှုပ်လို့ရတာပေါ့နော်လှုပ်တဲ့ဟာတော့များပါတယ်အရင်ဆုံး CO ထည့်ပါမယ် CO တိတ်မတုံးကျွန်တော်လည်းနည်းလေးပဲထည့်ပါတော့။ C ထည့်ပြီးလို့ရှင် မီကိုအလစားလောက်နဲ့တဲကိုအပူပေးပါမယ်တဲကိုနည်းနည်းပူလာပြီဆိုလို့ရှိရင်အရင်ဆုံးအတောက်ထည့်ပါမယ်ဒီမှာဒီတောက်ကြတော့အမဲသားကိုခုတ်မှာပေါ့နော်နူးလွယ်တယ်ကော့စတိုကွာနေဝယ်ပါတယ်ဈေးလည်းအဲ့လောက်ထိမကြည့်ဘူး တော့လို့လည်းကောင်းတယ်အရင်လည်းမညှိဘူးပါဘူးမခဲထားတာများတဲ့အတွက်ကြောင့်အရင်နည်းနည်းပြောအောင်လို့ပေါ့နော်အသားတွေကိုမီးဝင်အောင်လို့နည်းနည်းလေးအချိန်ပေးရပါတယ်ဒီတိုင်းစူပါရီမာရီယမ်နီဝဲလာလို့ရှိရင်ချက်ချင်းတုံးလို့ရပါပေါ့နော် အယောင်ပြောင်းတဲ့အထိမိပူပေးရပါမယ်ကဲအမဲသားမစားအောင်ဆိုလို့ရှိရင်ဝတားကိုတုံးလိုက်ရပါတယ်ကြက်သားတုံးလိုက်ရပါတယ်ကိုကြိုက်တဲ့သားကိုတုံးလိုက်ရပါတယ်ဒီအများအပြားတော့မင်းသားနဲ့လောက်တာများပါတယ် အရောင်နည်းနည်းပြောင်းလာပြီဆိုလို့ရှိရင်အရင်ဆုံးချက်သွန်းနီကိုထည့်ပြီးတော့စီးနည်းနည်းလုံးတို့လိုမျိုးပေါ့နော် က်ကဒါရှိရေရလည်းပဲအယောင်လေးလည်းပဲပြောင်းလာပြီဆိုတော့ဒါရှိကနောက်ဆုံးကြမှာထင်ပါပါတခါတည်းအတူတူလုပ်လို့ရတယ်ဆိုတော့လုတ်ချက်တဲ့ချိန်ကတော့အဲ့လိုမျိုးอืมတစားပလာတို့ပြင်ဆင်တာဆယ်မိနစ်လောက်ချိန်ပေးရပါမယ်ပြီးလို့ရှိရင်အခုလိုမျိုးအသားကိုအရင်ဆုံးမီး ဝင်အောင်လုပ်ထည့်တာတော့ဘာလို့နဲ့အတိအနှံနေထည့်တာ ਨੇ ဆိုရင်မိနစ်20လောက်တော့ချိန်ကြမှာပေါ့နော်ပြီးတော့ရှင်အဖုံးအုပ်ပြီးတော့မိနစ်20လောက်တည်လိုက်လို့ရှင်ပြီးသွားပါပြီမြန်မြန်လေးတည်လို့ရတဲ့အတွက်ကြောင့်ကြိုးချက်ထားလိုက်ရပေါ့နော်အခုချက်တော့နီးအလုံးကြီး၃လုံးလောက်တုံးထားပါတယ်အဲ့ဒါထည့်ပါမယ် ားနဲ့ယောမှွေပေးပါမယ်။စီနေနေလေးလှိမ့်သွားလို့ရှင်မတူးလည်းမတူးတော့ပေါ့နော်။အဲ့တော့ကြောင့်နည်းနည်းလေးလှိမ့်ပေးပါရစေ။ တော့အရောင်လေးနည်းနည်းလေးပြောင်းသွားပြီဆိုလို့ရှိရင်တခြားမုံလာဦးညီရဲ့အာလူရဲ့အာလူကျမမတုံထားအတွက်ကြောင့်ကစုံဦးပေါ့နော်ကစုံလည်းပဲဆက်လို့ကောင်းပါတယ်ကစုံထည့်လို့ရအပြင်ကိုဖို့ပေါ့နော်ကိုဖို့ကျမခဲထားတာပေါ့နော်ကိုကိုစိမ့်ဆိုလို့ရှိရင်တတိလေးချစ်ပြတော့နေရပါတယ် ြင်းဆုံးကစုံကစုံကတော့ဒါတော်တော်ကြီးရဲ့အလုံးပေါ့နော်တတုံတုံးထားပါတယ်တို့ရှင်မုံနာဦးနီကိုထပ်ပြီးတော့ဆက်ထည့်ပါမယ် ိုးဘွားကြတော့နူးလွယ်တဲ့အတွက်ကြောင့်နောက်ဆုံးမှထည့်ပါမယ်။အရင်ဆုံးစီးနေနေနဲ့လှိမ့်ရမှာပေါ့နော်။အဲဆိုရင်အရသာလည်းပဲအဝင်လွယ်တယ်အနူးလည်းလွယ်တယ်ပေါ့နော်။အသားနဲ့နည်းနည်းယောပြော့လှိမ့်ထည့်ပါမယ်။

တစားပလာကြတော့အရင်ဆုံးအရက်ပေါ့နော်ဟင်းချက်အရက်ကို100 ml ထည့်ပါတယ် ြလို့ရှင်မီလင်းပေါ့နော်မီလင်းကလည်း100လီတာ100မီလီလီတာထည့်ပါတယ်တရားဟင်းနဲ့တော်တော်များများအဲ့လိုအရက်ကဲမီလင်းရဲ့ရှော်ယိုတစားစီပေါ့နော်တစ်တစ်တစ်ဒါမှမဟုတ်အငံသိမ့်မစားအတွက်ကြောင့် ရောယူကြတော့80လောက်ပဲထိုက်ပါတယ်အကေအရတတိတ်ပြော့ပေါ့တဲ့ထင်လို့ရှိရင်တရားပေါ့နော်တရားမီလီလီတာတစားစီပေါ့နော်၃မျိုးတစားစီထည့်လို့ရပါတယ်ဒီတစ်ခေါက်ကတော့80ပဲထည့်ထားပါတယ်ပြီးလို့ရှင်တကြောက်ကိုဇွန်အကြည့်ပေါ့နော်အိုစာကြည့် bye ဒီဇွန်တုံးထားပါတယ်ဒီဇွန်နဲ့ဒီဇွန်ပေါ့เนาะနောက်ဆုံးမှာတော့ခုနကပြုတ်ထားတဲ့ဒါရှိရေကိုအရင်ဆုံးတရားထည့်ပါမယ်ဒီနေ့ထည့်ထားတဲ့မုံလောင်းနီတို့ပါတော့များတဲ့အတွက်ကြောင့်ဒါရှိကို200မိနစ်တက်ထည့်ပါမယ်အမှရေလေးနည်းနည်းမြုပ်သွားပါတော့เนาะ ဟာပြီးတော့ရှင်တမတော့မှုလိုက်မှာပေါ့နော်ပါဝင်တဲ့ပစ္စည်းကတော့ဒီ၅မျိုးပဲပေါ့နော်အရက်ပါမယ်မီလင်းပါမယ်ရှိုးယူပါမယ်တကြားပါမယ်ဒါရှိပါမယ်ပေါ့ပြီးတော့ရှင်အရသာဝင်သွားအောင်လို့ဖုံးအုပ်ပြီးတော့ မိနစ်20ပေါ့နော်အလဲမီနဲ့အရင်ဆုံးမိနစ်20တင်ပါမယ်ပြီးလို့ရှိရင်စူးလာပြီးတော့အငွေ့ထွက်လာမယ်ဆိုလို့ရှိရင်အဖုံးပြန်ဖွင့်လိုက်ပြီးတော့အိုမကအောင်ပေါ့နော်ကြည့်ပြရပါမယ်စူးလာပြီဆိုလို့ရှိရင်မီးကိုအေးအေးထိရှော့ချလိုက်လို့ရပါတယ်ကိုကတော်တော်လေးကိုနူးသွားပြီပေါ့နော်ဟုတ်ကဲ့ရပါပြီရှင် ားလုံးလည်းစကြည့်ပါเนาะကျေးဇူးတင်ပါတယ်